ဒီနေ့အားလုံးသောတရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားလူသားနဲ့ဗုဒ္ဓလက်ထက်မြေမြိုခံရသူများဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောပြတာသင်ကြားပေးမှာဖြစ်ပါတယ်။လူသားတွေကိုလက်မှန်ပြဖို့လောကမှာဘုရားရှင်ပွင့်တော်မူခဲ့တာပါ။ဘုရားဟောပြခဲ့တဲ့လမ်းစဉ်အတိုင်းကြိုးစားလျှောက်လန်းသူများဟာကျင်နာတတ်ခြင်းစာနာတတ်ခြင်းကိုကျင့်တရားကောင်းမွန်ခြင်း စိတ်တည်ငြိမ်အေးချမ်းခြင်းစိတ်အငြိအကျေးများကိုပယ်ဖျောက်ပြစ်နိုင်ခြင်းစတဲ့တရားသူတရားမြတ်များရကအထွတ်အထိပ်သို့ရောက်သွားကြပါတယ်။ဘုရားရှင်ကအကောင်းကိုဟောပြောပြတာပေမဲ့ဘုရားရှင်ကို အကောင်းမမြင်အပြစ်တင်ကရန်ရှာသူဘုရားရှင်ကအယက်သေးစာမတောက်စားဖို့ဟောကြားထားပေမဲ့အယက်သေးစာတောက်စားကဘုရားရှင်ကိုပြမစော်ကားသူ။ ဖျားရှင်ကို သူ့လိုကိုလိုတာမန်ပုဂ္ဂိုလ်ပဲဆိုတဲ့အထင်နဲ့မစွဆွဲတင့်တာတွေနဲ့ဖျားရှင်ကိုစွဆွဲသူဖျားရှင်ရဲ့တပည့်သားရဟန်းတော်များကို ပြမစော်ကားသူဖျားရှင်ရဲ့တပည့်မယမ်းမများကိုပြမစော်ကားသူစသဖြင့်လူမျိုးစုံနဲ့လည်းဖျားသာသနာ တွေ့ကြုံခဲ့ရပါတယ်အချို့သူများပြုတ်လုပ်တဲ့မကောင်းမှုများဟာတိတ်အပြစ်မကြီးလို့ တာမန်နဲ့ပြည်ဆောင်သွားပေမဲ့ပြုတ်လုံနေတဲ့အပြစ်ကကြီးလေလွန်းလို့ပြစ်စုံပံဘဝမှာပဲအရှင်လက်လက်မြေမျိုးခံရသူတွေလည်းဖရာတတ်တော်ထင်ရှားရှိစဉ်ကဖြစ်ပွားခဲ့ဘူးပါလေဖရာရှင်လက်ထက်အရှင်လက်လက် မြေမျိုးခံရသူ၅ယောက်ရှိပါတယ်ဘယ်သူတွေလဲဆိုရင်နံပါတ်1အရှင်ဒေဝရတ်နံပါတ်2သုဗ္ဗဗုဒ္ဓမင်းနံပါတ်3စိန်စမာနနံပါတ်4နန္ဒကဘလူး နံပါတ်5နန္ဒလူလင်တို့ဖြစ်ပါတယ်အရှင်ဒေဝရဟာဖယားရှင်နဲ့ညီကိုတဝန်းဝဲပါဖယားသာသနာအတွင်းရံပြုတ်လာခဲ့ပြီးဇံအပိညာရတဲ့အထိတရားအားထုတ်ဖူးပါတယ်နောက်ပိုင်းမှာရှင်ဒေဝရကဖယားရှင်အားအရှင်ဘုရားအသက်အရွယ်ဥမင်းပါပြီချမ်းချမ်းသာသာတရင်သုံးပါ ရန်တန်ဃာများကိုတပြည့်တော်ဥဆောင်အုပ်ချုပ်ခွင့်ပြုပါလို့သုံးကြိမ်တိုင်တိုင်လျှောက်ထားရာ မသင့်တော်ဘူးဒေဝရအရှင်သာရိပုတ္တရာရှင်မောကလန်တို့ကို တောင်းမှ ရန်တန်ဃာကို လွှဲမပေးတာတရွေးနဲ့တူတဲ့မစင်ကြဲတဲ့ပစ္စည်းများကို သုံးစားနေတဲ့ရုံမာတဲ့တဲ့ကိုဘာအကြောင်းလွှဲအပ်မှာလဲလို့ဖះရှင်က မိန့်တော်မူလိုက်ပါတယ် အဲ့ဒီအချိန်ကစလို့ဘုရားရှင်ကိုရန်ညှိုးထားကဂိဇကုတ်တောင်ထိပ်ကနေကြောက်တုံးလှိမ့်ချကဘုရားရှင်ကိုလှုပ်ကြံတက်ဖြတ်ဖို့ကြိုးစားရာဘုရားရှင် ခြေမတော်သွေးစိမ့်တည်ခြင်းတန်ငါကိုခိုင်းခွဲခြင်းစတဲ့မကောင်းမှုများကြောင့်ဇေတဝန်เจ้าတော်အနီးရေကန်နာမှာမြေမြူခြင်းခံရပါတယ်အရှင်ဒီဝရဟာပစ္စည်းလက်လာပါနဲ့ဂုံပကာတနာကိုမတ်မောမှုကြောင့်ဒုက္ခရောက်ရသူပါ သုဘဗုဒ္ဓကတော့ယသောတရားနဲ့ဒေဝရတ်တို့ရဲ့ဖခင်မှာသုဘဗုဒ္ဓကဘုရားရှင်ကိုယံညှိုးထားတာကတော့သမီးဖြစ်တဲ့ယသောရေယာကိုထားပြီးတောထွက်သွားတာရဲ့။တားဖြစ်တဲ့ဒေဝရယံဖြစ်လာတဲ့အချိန်မှာယံသူဖြစ်သွားတာရဲ့တို့ကြောင့်ပါ။ဒီနေ့မှာစွမ်းစာပင့်ဖိတ်ထားရာကိုဖះရှင်ကြွရမှာရက်သေးစာတောက်စားပြီးလမ်းဖယ်မပေးဘဲပိတ်ထားပါရဲ့။ အဲ့ဒီအကုသိုလ်ကံကြောင့်သူ့ရဲ့ဘုံ90ဆင့်ရှိတဲ့ပြတ်သက်ရဲ့အောက်စောင်းနှန်းလေကားရင်းမှာ မြေမြုပ်ခံရပါတယ်။သုဘဗုဒ္ဓမင်းဟာသားနဲ့သမီးကို အကြောင်းပြုကသားသမီးအပေါ်အလွန်ချစ်တဲ့စိတ်နဲ့စိတ်ကြမ်းတွေဝင်သွားပြီး မလုံတဲ့ရာလှုပ်ဆောင်မိရာကဒုက္ခရောက်ရသူပါ။စိန်စမာနာကတော့ သူမမရှိနေတဲ့ကိုုံဟာဖះရှင်နဲ့ရတဲ့ကိုုံပါလို့ပြိသက်အလေတရားဟောနေတဲ့ဖះရှင်ကို မဟုတ်မတရားဆွဆွဲပါတယ်ဖះရှင်ကစိန်စမာနာတင်ပြောတဲ့စကားမားတယ်မှန်တယ်ဆိုတာတင်းနဲ့ငါသာအတိဆုံးလို့မိမ့်ပါတယ်အလျှော့မပေးပဲလူပုံအလဲမှာဆက်ညင်းနေတဲ့အကုသို့ကံကြောင့်လူအများကဇေတဝန်เจ้าတော်ရဲ့အပြင်ဘက်ကို စွဲထုတ်သွားကြပြီးဖျားရှင်မမြင်လောက်တဲ့အရက်မှာမြေမြုပ်ခံရပါတယ်။သူမဟာဆရာဖြစ်ကြတဲ့ဒိဋ္ဌိများလက်လဘပေါများရေးအတွက်မဟုတ်မမှန်လောက်ကြံပြီးဖျားရှင်ကိုစွဆွဲမိရာကဒုက္ခရောက်ရသူပါ။နန္ဒကဘလူကတော့အရှင်သာရိပုတ္တရာမထေရကဘောဓကန္တရအကြောင်းမှာတရင်သုံးနေတော်မူစဉ်ညပိုင်းမှာတမပတ်ဝင်စားနေတဲ့ အရှင်သာရိပုတ္တရာရဲ့ခေါင်းရိပ်ပြီးကာစပြောင်းနေတဲ့ဥကောင်းတော်ကို ရိုက်ပုတ်ခဲ့ပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့်နန္ဒကဘလူးဟာ မြေမျိုးခံခဲ့ရပါတယ်အဲ့ဒီဘလူးကတော့အရှင်သာရိပုတ္တရာနဲ့ဗာရန်ညိုးမှမရှိပဲတမင်သက်သက်မစင်မခြင်း ပြုလုပ်မှုကြောင့်ဒုက္ခရောက်ခဲ့သူပါနန္ဒလူလင်ကတော့ယန္နာဖြစ်ပြီးတဲ့ဥပ္ပလွန်ထေရီမကိုတဝိ ထိပ်ပြီးတဲ့စွမ်းကံသွားချိန်မှာ သူမသတင်းသုံးတဲ့ကြောင်းထဲရှိကရင်အောက်မှာဝင်ပုန်းနေပြီးထေဒီမပြန်လာချိန်မှာအရမပြူးကျင်းခဲ့တာပါအဲ့ဒီအကုသိုလ်ကံကြောင့်မြေမြူခံရပါတယ်အဲ့ဒီလူလင်ကတော့ကာမဂုဏ်စိတ်ကို မထိန်ချုပ်နိုင်လို့ဒုက္ခရောက်ခဲ့ရသူပါဩပလောထေဒီမရဲ့ပြဿနာကိုအကြောင်းပြုပြီးဓမ္မပရဩပလဝနထေဒီဝတ္ထုမှာဘုရားရှင်ကိုရောမြတ်က မကောင်းမှုက အကျိုးမပေးသမျှလူမိုက်ဟာမကောင်းမှုကိုပြားတကားလို့ထင်မှတ်တယ်မကောင်းမှုကအကျိုးပေးတဲ့အခါမှာတော့လူမိုက်ဟာအကြီးအကျယ်ဒုက္ခရောက်တော့တယ်လို့မိန်ကြားတော်မူပါတယ်အဲ့ဒီအဖြစ်အပျက်ရဲ့နောက်ပိုင်းမှာယမ်းမတွေကိုတောကျောင်းတွေမှာတရင်သုံးွင့်မပြုတော့ပဲမြို့အနီးရွာတွင်တို့မှာသာတရင်သုံးဖို့ဘုရားရှင်က မိန်တော်မူခဲ့ပါတယ် ဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်မှာမြေမျိုးခံရသူများကိုလေးလာကြည့်လိုက်တဲ့အခါပစ္စည်းလက်လာဘနဲ့ဂုံပကာသနာကိုအလွန်အကျွံတတ်မှတ်ရင်သာသမီများကိုအလွန်အကျွံချစ်မိရင်မှန်မှန်မှမှမစင်စားပဲဆရာကိုအလွန်အကျွံခင်တွယ်မိရင်ကိုယ့်ရဲ့ကိုယ်နှုတ်စိတ်ကိုယဉ်ကျေးအောင်ဆုံးမမထားရင်ကာမဂုံစိတ်ကိုတတိပညာနဲ့မထိန်သိမ်းနိုင်ရင်မဖြစ်တဲ့နဲ့ အကုသို့အမှုကြီးတွေဖြစ်တတ်တယ်ဆိုတာသတိပြုစေရပါဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိသက်အပေါင်းသူတော်ကောင်းတို့ဟာမကောင်းမှုဆိုတာဟာဖျားရှင်နဲ့အမျိုးတော်တော်မတော်တော်မကောင်းတာကို ကိုယ်တိုင်ပြုတ်လုထားရင် မကောင်းညိုးကို ကိုယ်တိုင်ရရှိခံစားရတတ်တယ်လို့နားလေသဘောပေါက်ကြဖို့ပါပဲမိတ်ဆွေတို့ဒီတရားလေးနာကြပြီးကာကြီးဖျားသာသနာနဲ့ ကျုံဆောင်ငါမြနဲ့ကို့မှာကောင်းကျိုးရပါသလားခခွေကို့တို့အလုတ်အကို့တို့အလုတ်တွေကိုကောင်းမွန်စွာလေးလာပူပါသလားခငယ်ဖះရှင်လက်ထက်ကမြေမြူခံရသူဘယ်နှဦးရှိပါသလဲဖြေကြားကဘယ်ရာကိုမှအလွန်အကျုံမဖြစ်စေပဲမှန်ကန်တဲ့လမ်းကြောင်းကဘဝကိုဖြောင့်တန်းအောင်ရှောက်လန်းနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ